1990ခုနှစ်ကဖြစ်ပါတယ်။အေယာဝတီတိုင်းဒေသကြီးကျိုင်လက်မြို့နယ်မှာရှိတဲ့ရွှေလင်မန်းကြည်ရွာမှာဖျားတိတင်မွေကိုချင်းချင်းတက်တက်ကျင်းပနေတဲ့အချိန်မိုးကြကာလာမလို့ငိုးကလည်းတစ်ဖက်ခွဲနဲ့ကြွားနေသေးပြဲအလှရှင်တွေနဲ့ဖျားပွဲလာပရိသတ်တွေကတော့ငိုးတဲ့ရေထဲမှာစောင့်မျှော်နေပါတယ်။မကြခင်မှာဆရာတော်အရှင်အာစာရကဥဆောင်လို့ဖျားထိတော်တင်စိန်ဖူးတော်ငှက်မျက်နာတော်တွေကိုဖျားကိုလက်ရရစ်ပတ်လက်ပတ်တဲဆောင်ပြီးတဲ့နောက်ဖျားညံကတဆင့် စိန်ဖူးတော်ကိုတင်လို့ပို့ဆောင်တယ်။အဲ့နောက်ထုံးစံတိုင်းရတနာရွှေမိုးငွေမိုးတွေဖြင့်ပတ်စံတွေကိုကျဲချတယ်။ပတ်စံတွေဟာမိုးတက်လိနေတဲ့တူတူအောက်ကလူပြိတက်တွေပေါ်တက်လွန်းလွန်းနဲ့ကြာဆင်းသွားပါတယ်။ဖခင်ရဲ့ဘွဲအမိကိုတော့ရွှေရင်အေးစေတီလို့အမိပေးထားပြီးညံတော်၁၈တောင်ကမြင့်တဲ့ဇေဒီလေးတစ်စုလည်းဖြစ်ပါတယ်။ဇေဒီမှာမုတ်လေးအုပ်ရှိပြီးတော့ဖခင်စနုတော်လေးစုကိုလည်းထုတ်လုပ်ပို့ဆောင်ထားပါတယ်။ဇေဒီတော်မှာတစောင်းတစ်ခုနဲ့ဇင်းကြံနှစ်လံတစ်ခုရှိပြီးဇေဒီဝင်းကျင်ရေမင်တော်ကို တမန်တလင်ခင်းတာတွေဆရာတော်အရှင်အာစာရကရွာကန်ဆရာတော်မဟုတ်ပဲနယ်လေသာသနာပြုဆရာတော်ဖြစ်တယ်အခုလဲရွှေရင်စီတွေကိုဆရာတော်ကဥဆောင်လို့ရွာကန်နေနဲ့တည်ထားကိုးကွယ်ခြင်းလည်းဖြစ်ပါတယ်ဆရာတော်ဖျားထူးဆန်းတာတခုတော့ဖြစ်နေပါတယ်လာကြည့်ပါအောင်ဖျားကျေးရွာလူကြီးကခေါ်တာကြောင့်ဆရာတော်တစောင်းထဲကထွက်လာတယ်ဇေဒီလေးရဲ့မြောက်ဘက်ထောက်မှာလူတွေကစုယုံပြီးတော့အုံခန့်နေတာဆရာတော်ကလည်းထူးဆန်းတာတခုခုဖြစ်ပြီလို့လဲစိတ်ထဲမှာမှတ်လိုက်တယ် ဆရာတော်နဲ့လူကြီးတွေရောက်လာတော့လူကြီးဟာဆရာတော်ကိုလမ်းဖယ်ပေးပါတယ်။အလိုဆရာတော်အံ့ဩပြီးတော့ခြေယူမိတယ်။ကျွဲကြီးတကောင်ဟာဖျားချင်းပြီးမှဝစ်ပြီးတော့ဖျားကိုအုပ်တိုက်နေတယ်။အဲ့ဒီကျွဲကြီးရဲ့မျက်လုံးကလည်းမျက်ရည်တွေကတတင်တွေနဲ့စီးကျနေပါတယ်။ကျွဲကြီးကဖျားလာဘူးလား။ဟုတ်ပါမျက်ရည်တွေကလည်းကျလို့နတ်တွေများဖန်ဆင်းပြီလားလာလားမသိဘူး။ဝိုင်းကြည့်နေကြတဲ့ပရိသတ်ကတရားတော်ပေါင်းနဲ့ထင်ကြေးဝိုင်းပေးကြပါတယ်။ဆရာတော်ကတော့ကျွဲကြီးကိုကြည့်ပြီးတော့ ခယုံနာတက်မိတော့ကကျွဲကြီးနောက်ကိုကတ်သွားတယ်အဲနောက်ကျွဲကြီးရဲ့ဂျိုးလက်နေရကိုလက်နဲ့အသားလေးတက်ပေးတယ်ကျွဲကြီးဟာခွေးငလေးတစ်ကောင်လုံးပဲဆရာတော်ရဲ့လက်နဲ့ပုတ်ပေးမှုကိုခေါင်းကောင်းခံပြီးတော့နောက်မျက်ရည်တွေတင်းတင်းတင်းနဲ့စိတ်ကြလာတယ်ကျွဲကြီးမင်းပါကြောင့်ဒီလိုဖြစ်တာလဲတော့ဆရာတော်မသိဘူးဒါပေမဲ့ရွှေရင်အေးစီတွေကိုလာရောက်ဖိုးမြော်ရတဲ့ကြိုးကြောင့်မင်းခံစားနေရတဲ့အပူတွေညင်ပြီးတော့ရင်အေးနိုင်ပါစေလို့ဆရာတော်ဆုတောင်းပေးလိုက်ပါတယ်ဆရာတော်ဒီလိုပြောလိုက်တော့ ကျွဲကြီးကခေါင်းကိုမြေကြီးနဲ့တိအောင်ကပ်ပြီးဥချတဲ့ပုံစံလုပ်တယ်။အဲနောက်ကျွဲကြီးဟာထရပ်ပြီးတော့ပရိသတ်တွေကြားကနေလေကွန်းတွေအတွေ့ကိုလေးလံတဲ့ခြေလက်နေနဲ့တလန်းချင်းထွက်ခေါ်သွားပါတယ်။အဲ့နေညအရှင်ဖေဟာအရှင်ဖေဟာဆီယံတော်လေးခေါ်တန်ကြားလာကြတော့မျက်လုံးဖွင့်ကြည့်တယ်။အချိန်ကညတကောင်ရံဖြစ်နေပြီ။ညနေနေပြီဖြစ်ပါတယ်။ဆီယံတော်ကြည့်လိုက်တော့အဝတ်စားနန်းနန်းနဲ့လူတယောက်စောင်းကြောင်လေးထားနေရတွေ့ရတယ်။ဘသူတုံးဟဲ့မှန်ပါ လက်ပံရွာကတိမ့်တံပါဖေ။ဆရာတော်ဟာမျက်မှောင်ကြုတ်လိုက်ပါတယ်။ငါလည်းမသိပါလား။ဒီကောင်မအဲ့လိုဟာဆရာတော်ကိုပြုံးပြတယ်။ဆရာတော်နေလေကတွေ့ခဲ့တဲ့ကြွေးကြည့်ပါဖေ။ဟေးဆရာတော်အံ့ဩပြီးတော့ရေရွံ့မိတယ်။ကြွေးကဘလို့ဖြစ်ပြီးတော့လူဖြစ်သွားတာလဲ။တင်ပါဖေ။ကိုင်းပန်ကြီးစီခွင့်တောင်းပြီးတော့ဆရာတော်ကိုပြောစာရှိလို့လာတွေ့ရခြင်းဖြစ်ပါတယ်။ဆရာတော်ကခေါင်းကိုနှိမ့်လိုက်ပါတယ်။ကဲပြောပါဦး။ ဘာပြောစရာရှိလဲတပည့်တော်ကိုကဲတင်ပါဆရာတော်ဘုရားဆရာတော်ကခொနည်းရဲ့သားသမီးတွေအားလုံးကိုကဲတင်နိုင်တယ်ဆိုရင်ကဲတင်ပေးပါမဲမာကဘာအခက်အခဲမှဖြစ်နေလို့လဲမှန်ပါတပည့်တော်ကျွေးဟောင်းတစ်ခုကြောင့်ကျွေးဖြစ်ပြီးတော့ဝတ်ကြွေးကိုပြန်ဆက်နေရပါတယ်ဘုရားမင်းပြောတာဆက်ပါလားဘလို့ကျွေးဟောင်းလဲဒီခါမှာလက်ပံရွာကဦးသိန်းနယ်လို့ခေါ်တဲ့ကျွေးကြီးဟာသူ့ရဲ့ဖြစ်ပျက်တွေကိုဆရာတော်ကိုပြန်လည်ပြီးတော့ပြောပြခဲ့ပါတယ် လက်ပံရွာတကယ်တော့ရွှေလင်မန်းရွာနဲ့လက်ပံရွာဟာရွာချင်းကပ်ဖြစ်တယ်လက်ပံရွာမှာဦးသိန်းတန်တဲ့မိသားစုတွေနေထိုင်ကြပြီးဦးသိန်းတန်စီမှာဦးဆန်ရွှေဆိုတဲ့တငယ်ချင်းတယောက်လည်းရှိတယ်ဦးသိန်းတန်ကဦးဆန်ရွှေပါလယ်သမားတွေဖြစ်ကြတယ်ဘိုးစင်ပေါင်ဆက်အဲ့ဒီရွာမှာလယ်ယာလုပ်ငန်းကိုလုပ်ကိုင်ကြသူတွေလည်းဖြစ်ပါတယ်ဦးသိန်းတန်နဲ့ဦးဆန်ရွှေဟာငယ်တငယ်ချင်းတွေဖြစ်ပြီးလယ်နေချင်းလည်းဖြစ်တာကြောင့်အရန်ကိုခင်မင်းနေတယောက်နဲ့တယောက်ဘလို့ပဲပြောပြောဘလောက်ပဲဆိုဆိုစိတ်မဆိုးကြဘူး ။ဒီနေ့မှာဦးသိန်းတန်နဲ့ဦးဆန့်ရွှေကြိုက်လက်ကိုထုတ်ခဲ့ကြတယ်။စပားစီစုံစမ်းဖို့ဖြစ်ပါတယ်။ကြိုက်လက်ကိုရောက်တော့ဦးသိန်းတန်တို့စုံစမ်းတင်တာတွေကိုစုံစမ်းပြီးတော့ကြိုက်လက်စီကိုဝင်ပြီးတော့လိုအပ်တဲ့ပစ္စည်းကိရိယာတွေကိုဝယ်ယူတယ်။အစားကပစ္စည်းဝယ်ဖို့မစီစဉ်ထားပေမဲ့ပစ္စည်းတွေကအရေးသေးကောင်းပြီးအဲ့လိုပစ္စည်းမျိုးရာခဲတာမို့လို့နှစ်ယောက်သာတစ်ခါတည်းဝယ်ဖို့အတွက်ဆုံးဖြတ်တယ်။ဒါပေမဲ့ဦးသိန်းတန်မှာငွေများများဆက်ဆမပါဘူး။လေယာတုံးကိရိယာကလည်းပစ္စည်းကောင်းတော့ဈေးတန်တော့ကြုံတော့ဝယ်ထားတာတော့ကကြမှာဖြစ်တယ်။ဒါကြောင့် ဦးဆန့်ရွှေစီမှာငွေချေးတယ်။ဆန့်ရွှေမဲမ၃ယောက်လောက်လွယ်လားကွ။အေးသိန်းနံမင်းလိုလို့လား။အေးကွာမင်းလေအဲ့ဒီ၃ယောက်ငါ့ကိုခဏချေးပါလား။ငါစပားရောက်ပြီးတော့ပြန်ဆက်မယ်ကွာ။အချင်းချင်းနေပဲကွာ။ပြောစရာလိုသေးလား။ရော့၃ယောက်။ဒီလိုနဲ့တကယ်ချင်း၂ယောက်အတူတူပစ္စည်းတွေကိုဝယ်ပြီးတော့ပြန်လာခဲ့ပါတယ်။အဲ့ဒီခက်က၃ယောက်ဟာအခုခေတ်၃000လောက်နေမြပါတယ်။ဒါပေမဲ့စပားရောက်ပြီးတော့ဦးသိန်းနံဟာ ဲ့ဒီကြွေကိုမဆက်ဖြစ်ဘူးအကြောင်းရင်းကတော့မေ့နေတာကြောင့်ဖြစ်ပါတယ်ဦးဆန်းရွှေကလည်းတငယ်ချင်းဦးသိန်းနံကိုငွေ300လောက်နဲ့တော့မတောင်းတော့ဘူးဒီလိုနဲ့ကြာလာတဲ့အခါဦးသိန်းနံလည်းအဲ့ဒီ300ကိုမေ့လာတယ်ဦးဆန်းရွှေကလည်းပြန်မတောင်းတော့ဘူးဒါပေမဲ့၄၅နှစ်ကြာမှတော့ဦးသိန်းနံတယောက်ကျမငင်းနေဦးဆန်းရွှေနဲ့နှစ်ယောက်သာရွာလဲကအလုပ်ဝဲကိုသွားတယ်စပားဖို့ချိန်မှာကျင်းပါတဲ့ရှင်ပြုတ်ပွဲဖြစ်ပါတယ်ရှင်ပြုတ်ပွဲမှာတံပေါက်ကြွေတယ်အဲ့ဒီခက်ကတံပေါက်ဟာ ခြေလက်နေပြည်သူတွေစားရခဲ့တဲ့အစားစားလည်းဖြစ်ပါတယ်။မြို့ကြီးပြကြီးတွေမှာတော့စားလို့ရနိုင်တဲ့တံပိုးကြီးတွေစားစား။ဒါကြောင့်ဦးသိန်းနံတို့တွေတံပိုးတွေကိုပြပြင်းပဲစားတော့ကြပါတယ်။ဦးသိန်းနံကတံပိုးကိုအရန်ကိုကြိုက်တယ်။မြို့တက်ရင်တစ်ခါတခါတော့စားဘူးတာမို့လို့အခုရွာမှာရှိတဲ့အလို့မှာလကားကြွတဲ့တံပိုးကိုအရန်ကိုစားတယ်။တံပိုးနဲ့ကြက်တိုင်းဟာဟင်းခန့်အမွေးကြိုင်တဲ့အရန်ကိုစားကောင်းတယ်။ဦးသိန်းနံတယောက်တံပိုးကိုသုံးဘွဲကအဝါစားလိုက်ပါတယ်။အဲ့လိုစားပြီးတဲ့နောက် ဦးဆန့်ရွှေနဲ့တူတူပြန်လာတယ်။ရွာလေလန်းအရောက်မှာတော့ဦးသိန်းနဲ့တယောက်ခေါင်းနဲ့မူလာတယ်။ချွေးစစ်တွေထွက်လာတယ်။အတူလာတဲ့ဦးဆန့်ရွှေကဦးသိန်းနဲ့ခြေတွေကိုတိတာကြောင့်လက်ကိုဖမ်းဆွဲထားရတယ်။သိန်းနဲ့ဟဲ့ကောင်ဘာဖြစ်တာလဲကွာ။ခေါင်းတွေတအားမူပြီးတော့ခြားခြားလဲနေလို့အဲ့နောက်အရန်ကိုပြန်ထန်လာတဲ့အားတကူဟာဦးသိန်းနဲ့ကိုမြေပြင်ပေါ်ကိုတုံလှဲ့လိုက်တယ်လို့ခံစားပြီးတော့ဦးသိန်းနဲ့တယောက်အမောင်တို့တဲကိုရောက်သွားတယ်။တကယ်တော့သွေးတိုးရှိတဲ့ဦးသိန်းနဲ့ဟာသွေးတိုးလုံပြီးတော့ အုံနောင်သွေးကြောပြက်ကဦးဆန်ရွေလက်ထဲမှာပဲသိဆုံးသွားခဲ့တယ်။တိမ့်တန်တိမ့်ငချင်းတိမ့်တန်ဦးဆန်ရွေခေါ်တန်တက်တက်ကိုနားထဲမှာကြားမိတယ်။အဲနောက်ချက်ချင်းဆုတ်တလို့မျက်လုံးထဲမှာအလင်းရောင်တွေဟာတုံဝင်လာတယ်။ပြီးတော့ကြွဲဥဒန်တွေကိုလည်းကြက်ကြက်လောင်ကြားလိုက်ရတယ်။ဦးတိမ့်တန်မျက်လုံးတွေကိုအတင်းဖွင့်ကြည့်တယ်။ဒီခါမှကြွဲမကြီးတကောင်ကိုမြင်ရပြီးတဲ့နောက်ကြွဲမကြီးဟာဦးတိမ့်တန်ကိုကြမ်းတက်နဲ့ရှာကြည့်နေရတယ်။ဟာငါဘာတွေဖြစ်နေရလဲ မျက်လုံးတွေကအလင်းရောင်ကိုမြင်ရပေမဲ့ဝေဝါးနေတယ်။ဦးသိန်းတန်လည်းအားယူပြီးတော့ပတ်ဝန်းကျင်ကိုတင်ချကြည့်တယ်။သူကတင်းကုတ်တစ်ခုထဲမှာရောက်နေခြင်းဖြစ်ပြီးတဲ့နဲ့ဦးသိန်းတန်တယောက်လန့်ပြီးတော့သူ့လက်တွေကိုကြည့်မိတယ်။မဲနေတဲ့အသားရည်နဲ့ခွာတွေကိုတွေ့ရတယ်။ဟာငါငါကျွဲဖြစ်နေပါပြီလား။ဟုတ်ပါတယ်။ဦးသိန်းတန်တယောက်ရွာထဲမှာရှိတဲ့ဦးစိန်ရဲ့ကျွဲမကြီးစီမှာသွားပြီးတော့ဝင်စားတယ်။အဲ့နောက်ကျွဲဖြစ်နေနေထိုင်ရတယ်။တခုရှိတာကဦးသိန်းနံကဘဝကူရာမျက်နှာကြောင့်အရင်ဘဝကို မှတ်မိနေခြင်းဖြစ်တဲ့ဦးဆိုင်စီမှာနှစ်နှစ်ခန့်ကနေထိုင်ပြီးတဲ့နောက်တနေ့ဦးဆန့်ရွှေဦးဆိုင်စီကိုရောက်လာတယ်။ပြော်ဆန့်ရွှေဘာကိစ္စလဲ။ဒီနေ့မြေရိုင်းတွေလုံမလားလို့ကျွေးလေးတကောင်လောက်လာဝဲတာ။ဒါဆိုကွာတနေ့ကပေါက်တဲ့ကျွေးထီလေးကိုကြည့်ပါလား။နောက်ဆိုရင်တော့ခိုင်းကောင်းတော့မှာကွ။ဦးဆန့်ရွှေဟာကျွေးတင်းကုတ်ထဲကိုဝင်လာတယ်။ဒီကမှဦးသိန်းနိုင်ကိုတွေ့သွားပြီးတော့ချိန်နှက်သွားတယ်။ယူမယ်ဗျာ။ဒီကောင်လေးကိုကြုတ်ကြိုက်တယ်။ငွေချေပြီးတော့ဦးဆန့်ရွှေကကျွေးလေးကိုမောင်းလာတယ်။ လမ်းလျှောက်ရင်ဘာရမောဘယ်နဲ့ကျွဲလေးကိုကျင်းလုံးချင်းနဲ့ပင်မားကိုခဏခဏရိုက်တယ်။အဲနောက်တတလုံးဦးဆန့်ရွှေနဲ့တူတူဦးသိန်းနံဟာကျွဲအဖြစ်နဲ့ရုံးကန်တယ်။ဦးဆန့်ရွှေကလည်းဦးသိန်းနံကိုကျွဲရိုက်နာရိုက်တယ်။ရုံးရတာလည်းအရန်ကိုပင်ပန်းတယ်။မြေရိုင်းတွေကထုံရက်ဖို့လည်းအရန်ကိုခက်ခဲတယ်။ကျွဲဟာနွားထက်ကြမ်းခိုင်ပြီးတော့ကကြီးကထလည်းနေတာကြောင့်အများစုကကျွဲနဲ့ထုံရက်ကြတယ်။ဦးသိန်းနံဟာသူ့ချီးခဲ့တဲ့ငွေ300အတွက်ဘဝနဲ့ရင်ပြီးတော့ပင်မန်းဆင်းရဲစွာနဲ့ပဲ ကျွဲဖြစ်နေပြစရတယ်။ဒါဆိုမင်းကျွဲဖြစ်ပြီးတော့ဆန်ရွှေစီမှာလုံနေတာဘယ်လောက်ကြာပြီလဲ။တပီတော်လည်းပေးချတော့မသိပါဘူးဗျာ။ခံမှန်းကြီး၄၅ဆနစ်လောက်တော့ရှိရောပေါ့ဗျာ။အော်အကျွေအကျွေတိတ်ပြီးတော့ကြောက်စရာကောင်းပါလား။ဒါနဲ့လေဆန်ရွှေကမင်းစီကပြန်မှမတောင်းတာ။မင်းအကျွေတွေကမကြည့်ဘူးလား။မကြည့်ပါဘူးဗျာ။အကျွေးဆိုတာပြန်ဆက်မှကြည့်ပါရယ်။ဒါဆိုဒီလိုလို့မင်းချိခဲ့တဲ့အကျွေးကို ငါဆန်ရှိစီသွားပြီးတော့ဆက်ပြီးမယ်ဆိုရင်ရောဒီကမှဦးသိန်းတန်ဟာခေါင်းခါတယ်မရပါဘူးဗျာအကျွေးယူတဲ့သူကိုယ်တိုင်ဆက်မှရမှာပါဆရာတော်လည်းသူ့ရဲ့ဥကရုံးကိုလက်နဲ့ပုတ်တယ်ဒါဆိုဘယ်လိုလုပ်ပြရမလဲတပီးတော်ပြောတယ်လို့သာစီစဉ်ပေးပါဗျာဒီလိုနဲ့ဆရာတော်တယောက်ရန်ကုန်မပြန်ပြေးသေးပဲနဲ့လက်ပံရွာကိုခေးဆက်ခဲ့ရတယ်ရွှေလီမန်းကဓာိုင်းကားတွေဟာလှဲနဲ့လိုက်ပို့ကြတယ်ရွှေလီမန်းကိုရောက်တော့ဦးဆန့်ရွှေအင်းကိုစုံစမ်းပြီးတော့သွားတယ် ဦးဆန်းရွှေကအဲ့ဒီကလဲတဲ့ကိုမသွားဘူးအတန်းရွှေကလည်းရလာပြီဖြစ်တာကြောင့်သားသမီးတွေကမသွားခိုင်းဘူးဆရာတော်ရုတ်တရက်ကြွလာတော့ဦးဆန်းရွှေအံ့ဩသွားတယ်ဆရာတော်ဘာအတွက်ကြောင့်တပိတော်အိမ်ကိုကြွလာခဲ့တာလဲပြားဒီကမှဆရာတော်ကဦးဆန်းရွှေကိုဖြစ်ကြောင်းကုန်စင်ပြောပြတယ်ဦးဆန်းရွှေကလည်းယုံတော်ကမယုံတော်နဲ့ဆရာတော်ပြောပြတာကအတိအကျလည်းဖြစ်တယ်ပြီးတော့ဆရာတော်ဟာနည်းလေသာသနာပြုဆရာတော်ဖြစ်တာကြောင့်ယုံရတယ် ဟုတ်တယ်ဟုတ်မယ်တင်နေစရာတော့ဒီကျွန်းလေးကိုတပီတော့မြင်ကလေးကဘလို့ရိုက်ချင်မှန်းကိုမသိတာစိတ်ထဲမှာအလကားနေရင်ကိုရိုက်နှက်ချင်တဲ့စိတ်ကဖြစ်ပေါ်နေတာနောက်ပြီးတော့ကျွန်းလေးကလည်းခိုင်းကောင်းနေသူ့ကြီးဘက်တိုင်ငံကိုအခိုင်းခံနေရပြောရင်းနဲ့ဦးဆန့်ရွှေမျက်ရည်ဆူလာတယ်ဒီခါမှာဆရာတော်ကဦးဆန့်ရွှေကိုထီလက်မှတ်သုံးဆောင်ထုတ်ပေးတယ်ဦးဆန့်ရွှေကထီလက်မှတ်တွေကိုယူတယ်မလုပ်တာလေရှင်ဖေဟာမင်းတငငချင်းတိမ့်တန်မှားထားတဲ့အတိုင်းငါလုပ်ပေးတာဆရာတော်ကအဲ့လိုပြောပြီးတော့ ြောတဲ့ကောကိုစင်ကြည့်တယ်။ဦးဆန့်ရွှေလည်းနောက်ကနေလိုက်လာတယ်။ဆရာတော်ကိုမျက်နှာနဲ့ဦးသိန်းနံကြွယ်ကြီးဟာအမေတွေ့တဲ့ကလေးတယောက်လိုပဲဆရာတော်နားကိုရောက်တာနဲ့ဆရာတော်ကိုခေါင်းနဲ့ပုတ်တက်တယ်။အဲနောက်ဦးဆန့်ရွှေကကြွယ်ခေါင်းကိုပုတ်တက်ပေးတယ်။ငါတောင်းမှမှာတယ်တငယ်ချင်းမင်းမမသိလို့ငါရိုက်ခဲ့မိတာငါကိုခွင့်လို့ပါကွာ။ပြောရင်းနဲ့ဦးဆန့်ရွှေမြန်အောင်မှာမျက်ရည်တွေစီးကြလာတယ်။ကြွယ်ကြီးရဲ့မြန်အောင်ကနေလည်းမျက်ရည်တွေစီးကြလာတယ်။ဆရာတော်ဟာ 6လကျော်မှပဲရန်ကုန်မှာရှိတဲ့ဖုန်းကြောင်ကိုပြန်ရောက်တယ်။အထက်အညာဒေသကိုနယ်လှည့်သာသနာပြုခီးစဉ်တွေထွက်နေရတာကြောင့်ကျောင်းကိုခုမှပြန်ရောက်တာ။ကျောင်းမှာတုံရံခတ်နားပြီးတော့ကျောင်းကိုရောက်တဲ့စာတွေကိုဖွင့်ပေါက်ကြည့်တယ်။စာတွေကဆရာတော်ရဲ့လက်ထောက်ဆရာတော်တွေကဖွင့်ပေါက်ပြီးစာပြန်သင်းတဲ့ကိစ္စတွေအလုပ်ကိစ္စတာရင်းနိုင်တဲ့ဆိုင်တဲ့ကိစ္စတွေကိုစီမံတယ်။ကျန်တဲ့စာတွေကတော့အနေနဲ့ရရက်ကလူပုဂ္ဂိုလ်တွေမိတ်ဆွေတွေစီကပို့ထားတဲ့စာတွေဖြစ်တယ်။အတန်းကြာစာဖတ်ပြီးတဲ့နောက်စာအိတ်ကလေးတစ်စောင်ကိုတွေ့လိုက်ရတယ် ဦးဆန့်ရွှေလက်ပံရွာတိတ်လက်မြုံနယ်ဒေသလေးကိုဖားလိုက်ရတာကြောင့်လုံခဲ့တဲ့6လကျော်ကဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်ကိုပြန်တတိရပြီးတော့တိတ်ကျင်တဲ့စိတ်နဲ့စာကိုအမြန်ဖွင့်ပေါက်တယ်တို့ဆရာတော်ဦးစာရဆရာတော်ပေးခဲ့တဲ့ဒီလက်မှတ်ကဒီ300စုပေါက်ပါတယ်ဗျာဆရာတော်ပြန်သွားပြီးကလေးကတပိတော်လေဦးသိမ့်နိုင်ကျွဲကိုအလုံးမခိုင်းတော့ဘဲနဲ့ကောင်းကောင်းမွန်မွန်ပဲကျွေးမွေးပါတယ်ထိပေါက်ပြီးတော့တပိတော်လေအဲ့ဒီကျွဲကြီးကိုဦးချိုဖျားမှရွှေချပြီးတော့ဘေးမှန်လှုပ်ပေးလိုက်ပါတယ်ဗျာ အရှင်ဘုရားနောက်တစ်ခါရွှေရင်အေးစေတီကိုရောက်ရင်စေတီနီးတဝိုင်းမှာဘေးမဲ့ကျက်စားနေတဲ့ဦးသိန်းတန်တပြည့်လဲကျွဲကြီးကိုမြင်တွေ့ရမှာပါဘုရားဆရာတော်ဘုရားအသက်ရှင်ကျန်းမာပြီးတော့သာသနာတော်ဝင်တွေကိုထမ်းဆောင်နိုင်ပါစေလို့တပည့်တော်ဆုတောင်းပေးနေပါတယ်ဘုရားဆန်ရွှေလက်ပိုင်ရွာမင်းကြီးမညာရေးသားထားတဲ့စလုံးတွေကိုဆရာတော်ကဖတ်ပြီးတော့ပြောနေဆရာတော်ရဲ့ရှင်မှာသူတို့ဘာကိုကိုကြီးကဲတင်လိုက်ရတဲ့ပေတီတမျိုးဖြစ်ပေါ်လာတယ်အဲနောက်ဆရာတော်ဟာစာကိုစိုက်ကလေးတွေကိုပြန်ထည့်ပြီးတော့စဉ်းစားတယ် ဆရာတော်စဉ်းစားတာဟာအယံကိုကြောက်စရာကောင်းတဲ့အကျွေးဆိုတဲ့စကားပဲဖြစ်ပါတယ်